အခုဟုတ်နေတဲ့ຢာတွေတချိန်ကြရင်ဟုတ်မှာမဟုတ်ဘူးဆိုတာကိုပြောတာအခုကိုပစ္စည်းကိုပိုင်ဥစ္စာငါဟာဒါပေမဲ့တချိန်မှာဟုတ်မှာမဟုတ်ဘူးနော်အဲ့ငါဟာဆိုရတဲ့ဘာဖြစ်သွားမလဲသူ့ဟာဖြစ်သွားမှာနော်သူများဟာဖြစ်သွားမှာနော်လေဘင်းကဆွဲထားတဲ့ဆွဲယိုးလေးနဲ့ကိုနဲ့ဘယ်သူကအရင်ပြက်မလို့ထင်လဲအရန်စဉ်းစားရကောင်းတယ်နော်တချိန်ကြရင်အဲ့ဒီပစ္စည်းကပိုင်ရှင်ပြောင်းသွားမှာနော်အခုတော့ကိုပိုင်ပစ္စည်းပဲဟုတ်တယ်ငါဟာဒါပေမဲ့တချိန်ကြရင်ဘာဖြစ်သွားမလဲ မြားဖြစ်သွားမှာနော်ဒါကြောင့်ဥစ္စာပြည့်စည်တွေကိုငါပြည့်စည်ငါပြည့်စည်လို့ပြောတာအရင်မှရဲစရာကောင်းတယ်ပေါ့အထူးသဖြင့်မြေကြီးတွေကိုငါမြေကြီးလို့ပြောတဲ့ကိစ္စကပိုးတောင်ရဲစရာကောင်းနေတယ်ဒါမှမဟုတ်ဥစ္စာကလည်းကျန်ကျန်မှန်မှန်စဉ်းစားကြည့်တယ်လူတွေကမြေကြီးတွေကိုငါမြေကြီးလို့ပြောတာနဲ့ဆိုင်ရင်မြေကြီးတွေကလူတွေကိုငါလူလို့ပြောတာမှတော်ဦးမယ်ပေါ့ဘာလို့လဲတော့အဲ့မြေကြီးတွေကကြံရင်ပါလေငါမြေကြီးဆိုတဲ့လူတွေကပျောက်သွားပါလေ အခုငါအိမ်ဆောက်ပြီးတော့နေတဲ့မြေကြီးဒီပြင်နေရာမှာဈေးတက်လို့ရှင်ရောင်းဖို့ဆိုတော့ဝယ်ထားတဲ့မြေကြီးဒါလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒီငါမြေကြီးငါမြေကြီးလို့ငါထင်ထားတဲ့မြေကြီးကိုငါအရင်ငါမြေကြီးငါမြေကြီးလို့လုပ်ခဲ့တဲ့လူတွေဘယ်နှယောက်လောက်များရှိမလဲစဉ်းစားဘူးလားအဲ့လိုဆိုအခုစဉ်းစားကြည့်လေငါမြေကြီးလို့အခုငါလုပ်နေတဲ့မြေကြီးကိုငါအရင်ငါမြေကြီးလို့လုပ်ခဲ့တဲ့လူတွေဘယ်နှယောက်လောက်ရှိမလဲဘယ်ရည်တွက်နိုင်မလို့နော်ဒီကွာမှာ ဖះတောင်လေးယူပွင့်ပြီးသွားပြီအခုသာကိုကကိုမြည်ကြီးလို့အခုမှထားလို့နေတာကိုအရင်ကိုငါ့မြည်ကြီးလို့လုပ်ခဲ့တဲ့လူတွေမကြီးမထွက်နိုင်တော့မြင်တတ်ဖို့လိုတယ်ပြန်ဆက်ပြီးတော့စဉ်းစားအခုငါ့မြည်ကြီးလို့လုပ်နေတဲ့ဒီမြည်ကြီးကိုငါမရှိတော့တဲ့နောက်မှာဆက်ပြီးတော့ငါ့မြည်ကြီးငါ့မြည်ကြီးလို့လုပ်ကြအောင်မဲ့လူတွေကဘယ်နှယောက်လောက်ရှိမှာတော့တော်တော်တောင်အားငယ်စရာကောင်းတယ်နော်စဉ်းစားတော့ကိုအရင်လည်းပဲငါ့မြည်ကြီးငါ့မြည်ကြီးလို့လုပ်ခဲ့လူတွေအသင်ချေအနန္တကိုနောက်မှာဆက်ပြီးတော့ငါ့မြည်ကြီးငါ့မြည်ကြီးလို့လုပ်ကြအောင်မဲ့လူတွေ အသင်္ချေနန္ဒငါမြေကြီးလို့အော်ဟစ်မြည်တမ်းကြွေးကြော်ရင်းနဲ့ပဲအဲ့ဒီငါဆိုတဲ့လူကကြောက်သွားရောမြေကြီးရတော့ဒီတိုင်းပဲရန်နေရတယ်ပြောကျင်တာကဘာတော့ကိုတကယ်ပိုင်ဆိုင်တဲ့အရာအခုလည်းပဲပိုင်တယ်နောင်လည်းပဲအစင်သာဝရဆက်ပြီးတော့ပိုင်ဆိုင်ခွင့်ရှိမဲ့အရာအဲ့ဒါကဘာပဲရှိလဲကောင်းမှုပဲရှိတယ်ဒါကိုပြောကျင်တာနော်ဒါပြည့်စည်ဥစ္စာမဖြစ်လို့ရှားရရတာသူ့ရဲ့တန်ဖိုးကိုကျွတ်တော့တတ်နိုင်တယ်မြတ်မှန်မှန်ကန်ကန်နီးနီးဆက်ဆက်မြင်တတ်ဖို့လိုတယ် ဟုတ်လားသူကတကယ်ပိုင်မဲ့အရာမဟုတ်ဘူးတကယ်ပိုင်မဲ့အရာကဘာလဲကုသိုလ်ကောင်းမှုလို့ရှိ